မင်္ဂလာပါဒီနေ့အတူတူဆွေးနွေးကြဖို့အကြောင်းအရာလေးတစ်ခုကစိတ်ဝင်စားဖို့ကြောင်းပါတယ်ဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါကတေပြောနေပြောပြီးဖြစ်တော့ဓမ္မလူလင်ဤမတဲခင်မှာပြောပြခဲ့ခြင်းတို့အမတ်တရစကားများဆိုတဲ့စာစုလေးတစ်ခုကနေကောင်းနုပြီးကြည့်ကြပါမှာอืมခေါင်းစဉ်ကကနည်းနည်းလေးနက်တယ်နော်ဓမ္မလူလင်ဆိုတဲ့ပုဂ္ဂိုလ်တူဦးမော့ဟုတ်ပါတယ်သူကသူ့ရဲ့တရားဓမ္မကြင်ကြံမှုကနေရလာတဲ့အတွေ့အကြုံတွေစိတ်ငင်းချက်မှုတွေကို အဲမသေးခင်မှာဝေမြအကျင်နဲ့စိတ်နဲ့ရေးထားတယ်မို့မဆိုဒီစာစုကိုကြည့်ပြီးဘဝနဲ့တည်ခြင်းတရားအပေါ်သူမြင်တယ်နော်ပြီးအဲနားထောင်သူတွေတော့စိတ်တက်ခွန်အားထက်ဆင်နိုင်မယ့်အချက်လေးတွေသုံးသပ်ကြည့်ကြတာပေါ့ဟုတ်ကဲ့ပရမဇုံသူ့ရဲ့ရည်ရွယ်ချက်ကိုကြည့်ရင်လေ तू ကကိုကိုကိုကွန်ဖော်ခြင်းလို့ရေးတာမဟုတ်ဘူးလို့ဆိုထားတယ်ဟုတ်ပါတယ်အဲ့ဒါကလေ तू ကသူများရဲ့အကျူယူအားကြပြီးတော့စိတ်တက်ခွာရစီဖို့ဆိုတဲ့ရည်ရွယ်ချက်ကပေါ်ပေါ်လွင်တယ်အင်းအထူးထွန်းအဲ့ဒီ တေပျော်နေပျော်ပြီဆိုတော့စကလုံးကသူ့ရဲ့အဲ့အချိန်ကစိတ်အချင်းညို့ပြနေတယ်လို့ပဲနော်ဟုတ်တယ်ဟုတ်တယ်တေချင်းတရားကိုသူ့ဘလို့သဘောထားနေပြီလဲဆိုတာပေါ့ဒီလိုခန်းစားချက်မျိုးထက်လာအောင်ဘလို့တွေးကြုံတွေကတွန်းပို့ခဲ့လဲဆိုတာစစ်ကြည့်ရင်အဲတရားအထုတ်တုံးကအခက်သေးတွေကြုံခဲ့ရတာကိုရေးထားတယ်ဟုတ်ကဲ့မမရရသူမိသားပွားနေတုံးကြုံရတာလေးတွေပြောထားတယ်ဟိုခြေတန်းတွေကြားတာတော့အရေးအမြင်တာတော့ဆိုတာမျိုးတွေอืม ကြားယုံနဲ့တင်နည်းနည်းတော့ကြောက်စရာလိုလိုပဲဟုတ်တယ်အစပိုင်းတော့သူလည်းကြောက်စိတ်ဝေခဲ့တယ်လို့ဆိုတယ်ဒါပေမဲ့နောက်ပိုင်းကျတော့အဲ့ဒါတွေကိုသူကခန္တီတရားလက်ကင်ထားဟုစမ်းသပ်မှုတွေပဲလို့ပြန်မြင်လာတယ်ခန္တီဆိုတော့တီးခန့်ချင်းတရားကိုပို့ပြီးမွေးမြူနိုင်အောင်ပေါ့အဲ့လိုသဘောမျိုးပါတယ်ဒီလိုအတူချုံလေးကြောင့်ပဲသူ့ရဲ့လုံးလကပိုတိုးလာပြီး ၃လလောက်တောက်လျှော်တရားကိုပဲစူးစိုက်အားထုတ်ဖြစ်သွားတယ်ဆိုတယ်။อืมဒေါက်တာရဲ့အဖြစ်ကိုမြင်လာတော့ပိုပြီးအားထုတ်ခြင်းစိတ်ဖြစ်လာတယ်ဆိုတဲ့သဘောမျိုးလား။ဟုတ်ပါတယ်။ဒေါက်တာကို အမြင့်ဖြစ်ခြင်းစိတ်ကတွန်းအားပေးတာပို့သူရဝိပဿနာအားထုတ်ဖြစ်တဲ့နောက်ခံကိုကြည့်ရင်လေငငယ်ကဘဝအခက်ခဲတွေရှိခဲ့တော့အသက်20ကလောက်မှာတံဝေကရပြီးစခဲ့တာလို့ဆိုတယ်။ဟုတ်ကဲ့ဝိပဿနာဆိုတာကတော့ယုတ်တန်တရားတွေကိုအမှန်တိုင်းသိအောင်ရှုမှတ်တာပေါ့နော်။သူကတိလသမာဓိကိုအရင်9လလောက်ကျင့်တယ် อืมအခြေခံနေအရင်လောက်ပြီးတော့ဟုတ်ကဲ့ပြီးမှနောက်6လကျော်လောက်မှာဝိပဿနာပိုင်းကူးပြီးဓာတ်ပရမတ်သဘောတရားတွေကိုထိုးထွင်းသိလာတယ်လို့ရေးထားတယ်။အဲ့ဒီလိုသိမြင်မှုကသူ့အတွက်ဘလို့အကျိုးတွေဖြစ်စေရတယ်။အဓိကကတော့ကျမ်းမာရေးပိုင်းမှာတိတိတသာအကျိုးရှိသွားတယ်လို့ဆိုတယ်။အဲ့ဒါကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။နာရရှိကောင်းကြိုက်တာတွေနှလုံးသွေးကြောကျင်းတာတွေဟုတ်တယ်။စိတ်ကြယောဂနဲ့နှလုံးတုံတာတွေပါပျောက်တယ်ဆိုတော့အံ့ဩစရာပဲ။အဲ့ဒါကဝိပဿနာဘာဝနာရဲ့စိတ်ငြိမ်မှုက ကိုခန္ဓာပေါ်တည်ရောက်မှုရှိတယ်ဆိုတာကိုပြတာပဲစိတ်ရောကိုပါကြီးလင်းသွားတာပေါ့နောက်ပြီးသူ့ရဲ့တည်ပြောပြီးဆိုတဲ့ခန်းစားချက်ရဲ့နောက်ွယ်မှာဘဝရည်မှန်းချက်ပြည့်စုံလို့ခန်းစားရတာလည်းပါတယ်နော်ဟုတ်ပါတယ်သူတရားပြပေးလို့တခြားသူတွေတရားအားထုတ်လာကြတယ်တချို့ကပိုတော်အားထုတ်ကြတယ်တချို့ဆိုတရားပြစရာတွေဖြစ်လာကြတာကိုမြင်ရတော့ဟွန်း သူကတာသနာအတွက်တထောက်တနေရာကပါဝဲလိုက်ရပြီပေါ့အဲ့လိုခန်းစားခြင်းမျိုးနဲ့တေးပြောပြီလို့ဆိုနိုင်ကြတာဒါပေမဲ့သူကလောဘဒေါသမောဟအကုန်ကင်းပြီလို့တော့မပြောဘူးဟုတ်တယ်အမားတွေရှိခဲ့ပေမဲ့ဖင်စင်ပြီးရင့်ကျက်လာတယ်ဆိုတဲ့သဘောမျိုးဝိုင်ခံထားတာကပို့ပြီးလက်သိကြတယ်လीမှန်ပါတယ်ကျန်တဲ့ဘဝမှာလည်းများအကျိုးဆက်လုပ်သွားခြင်းသေးတဲ့ဆိုတဲ့စိတ်ကလေးကလည်းကောင်းပါတယ်တိတ်ချင်းတရားကိုလူတွေဘာလို့ကြောက်ကြတယ်လဲဆိုတဲ့အပေါ်သူ့အမြင်ကတော့အဲ့ဒါကသူကငါ ဆိုတဲ့ဆွဲလန်းမှုပုဂ္ဂိုလ်သက်သွာမိသားစုကိုယ့်ရဲ့ပိုင်ဆိုင်မှုအတိုင်းအဝိုင်းကာမဂုဏ်အာရုံလေးပေါ်မှာတွေ့တာမှုတွေကြောင့်လို့ထုံတတ်ထားတယ်ဆိုတော့အဲ့ဒီတွေ့တာမှုတွေကိုရှော့ချနိုင်ရင်တေချင်းကိုရင်ဆိုင်ရလာမယ်ပေါ့ဟုတ်ပါတယ်ကြင်ကြံမှုအပြင်တွေ့တာမှုနဲသွားရင်ကြောက်စိတ်နေပြီးအေးချမ်းတဲ့စိတ်ဥပေက္ခနဲ့ရင်ဆိုင်နိုင်မှာပေါ့လေဥပေက္ခတည်ငြိမ်တဲ့စိတ်နဲ့ပေါ့ဟုတ်ကဲ့ဒါကြောင့်အချိန်မနှောင်းခင်ကြမှာရေမချွေရခင်တရားအားထုတ်တာကိုတိုက်တွန်းတာကအရေးကြီးတဲ့အချက်ပဲ တကယ်ပါပဲဆိုတော့အနှစ်ချုပ်ရရင်ဓမ္မလူလင်ရဲ့ဒီအတွေ့အကြုံတွေကဘဝရဲ့အနစ်တာကိုရှာဖွေကျင့်ကြံတာဟာပေချင်းတရားအတွက်အကောင်းဆုံးပြင်ဆင်မှုဖြစ်နိုင်ပုံကိုပြတယ်ဟုတ်တယ်နော်ဒီကုလူရက်ကသူများတော့အကျူးရှိခဲ့တယ်လို့ခန်းစားရတာကဘဝကိုပြည့်စုံစေတယ်ဆိုတဲ့အချက်ပေါ့သူအတွေ့အကြုံကအားထုတ်မှုရဲ့တန်ဖိုးကိုတကယ်မီးမောင်းထုတ်ပြတာတယ်ဟုတ်ကဲ့ဒီဆွေးနွေးမှုလေးကနေဆက်ပြီးစဉ်းစားစရာကတော့လေတေချင်းတရားကိုတတိယနေခြင်းကကိုယ့်ရဲ့နေ့စဉ်ဘဝဖြစ်တမ်းမှု ကိုယ့်ရဲ့ဦးစားပေးမှုလေးအပေါ်ဘလို့တက်ရောက်မှုရှိနိုင်မလဲဆိုတာလေးပါပဲ။ဟွန်းအဲ့ဒါကကိုကိုကိုပြန်မေးချရမယ်မေးခွန်းကောင်းတစ်ခုပါပဲ။ကိုဘွားကိုဘလို့ပို့အတေးပဲရှိအောင်နေချိုင်မလဲဆိုတာနဲ့ဆက်ဆက်နေတာပေါ့။